အာဆီယံအနေနဲ့ခိုင်မာတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ဖို့ဆိုရင်သူတို့ရဲ့မူဝါဒတွေနဲ့ရက်တိချက်တွေကိုပြန်လည်သုံးသပ်ဖို့လိုအပ်တယ်လို့ပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကိုကြီးကစီရင်သတင်းဌာနကိုပြောပါတယ်။အာဆီယံအဖွဲ့ဝင်တွေအားလုံးအနေနဲ့တခြားနိုင်ငံရဲ့ပြည်တွင်းရေးမှာဝင်ရောက်ဆွတ်ဖက်ခြင်းမရှိတဲ့အခြေခံမူတွေကိုတတိပြုနိုင်ဖို့လိုမှာဖြစ်တယ်လို့အမျိုးသားကောက်ဝေးနဲ့လုံခြုံရေးကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စော်မင်းထွန်းကလည်းပြောကြားထားပါတယ်။အာဆီယံအဖွဲ့တီးဟာအခြေခံယူဆအဖြစ်နှစ်ပိုင်းကွဲထွက်နေတာကိုမြင်တွေ့ရကြောင်းအာဆီယံအနေနဲ့ခိုင်မာတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ဖို့သွားစတင်ဖွဲ့စည်းခြင်းမှာ မူဝါဒတွေရည်တည်ချက်တွေကိုပြန်လည်သုံးသပ်ဖို့လိုအပ်တယ်လို့ပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကိုကြီးကစင်နယ်သတင်းဌာနကိုပြောပါရတယ်။ကျွန်တော်တို့ကဒါဥပဒေတွင်လှုပ်ရှားမှုဆိုတာကဒါပါတီတွင်းမှာပဲဖြစ်ဖြစ်နိုင်ငံတွင်းမှာပဲဖြစ်ဖြစ်ဒေသတွင်းမှာပဲဖြစ်ဖြစ်ဒီဥပဒေကပြင်ဖို့လိုပြီးဆိုရင်အားလုံးချုပ်ကြီးပြီးတော့ပြင်ဖို့ကြိုးစားမပြင်နိုင်ရင်လက်ရှိရှိနေတဲ့ဟာကိုကျွန်တော်တို့ကပေါင်လဲကနေပြီးတော့လှုပ်ရှားဖို့ဆုံးဖြတ်ဖို့ကြိုးစားရတယ်ကျွန်တော်ဒီလိုပဲမြင်တယ်အဲ့တော့ အာဆီယံဆိုတာလေစတင်ဖွဲ့စည်းတဲ့တုန်းကတော့ consensus ပေါ့အားလုံးသဘောတူညီမှလုပ်လို့ရမယ်ဆိုတာဟာတနိုင်ငံကအကန့်ကွက်ရင်လုပ်လို့မရဘူးဆိုတော့သို့တော်လည်းလည်းလက်ပြမှာကြတော့ဟိုအဖွဲ့ကြီးပုံစံမှန်တဲ့ထူခြားမှုတွေရကျွန်တော်တို့ဒါတွေ့နေရတယ်ပေါ့နော်အဲဒါကြောင့်မလို့အာဆီယံကို၌ခါသူ့ကိုယ်စီပြန်ပြီးတော့ပြန်လဲစမ်းသပ်ဖို့ပြန်လဲတုံ့တက်ဖို့လိုအပ်နေပြီလို့ကျွန်တော်မြင်ပါတယ် အာဆီယံအဖွဲ့အစည်းအနေနဲ့တနင်္ဂနွေရက်ပြည်တွင်းကိုတနင်္ဂနွေကဝင်ပြီးမဆုတ်ဖက်တင်ကြောင်းအာဆီယံစတင်ဖွဲ့စည်းစဉ်ကရီမန်းချက်နဲ့လက်ရှိဆောင်ရွက်မှုတွေကကွဲပြားနေတယ်လို့ရခိုင်ဥဆောင်ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်ကအစီအစဉ်တင်ထန်လာကိုပြောပါတယ်။ဟိုအာဆီယံမူလဖွဲ့စည်းစဉ်တွေကတွားနေတဲ့ရီမန်းချက်နဲ့အခုလက်ရှိကြုံရတဲ့ဟောဒါဆောင်ရွက်မှုကနည်းနည်းကွဲပြားတဲ့ပုံပေါက်ပါတယ်။အဲဝင်ရောက်စပတ်တယ်ဆိုတာကဘယ်လိုဖြစ်ဖြစ်နိုင်ငံရဲ့ပြည်ရင်းရေးပို့ဆိုရပြောင်းရင်ပြောင်းမယ်မပြောင်းရင်ပြောင်းဘူးပို့ဟုတ်လား။

အဲ့လိုဖြစ်သွားတဲ့အခါမှာပုံပြီးဆက်ဆံရေးကြီးသွားတာပေါ့အဲ့ဒီပုံကြည့်ပြီးသားမှလည်းကျွန်တော်ပြည်တွင်းရေးကိုဝင်ရောက်ဆွတ်ထက်တယ်ဆိုရင်ဥစ္စာလည်းဖြစ်လာတာပေါ့အာဆီယံဖွဲ့ဝင်နိုင်ငံတွေအားလုံးသဘောတူလက်ခံထားတဲ့အာဆီယံချာတာအာဆီယံဝေးအာဆီယံစပီရစ်တွေပေါ့လိုက်နာဆောင်ရွက်ကြမယ်ဆိုရင်အာဆီယံဖွဲ့ဝင်နိုင်ငံတွေတော့ပုံမစည်းလုံးအကျိုးဖြစ်ထုံးစေမှာဖြစ်တယ်လို့ဗိုလ်ချုပ်စော်မင်းထွန်းကပြောကြားခဲ့ပါတယ်။မြန်မာနိုင်ငံမှာ2023ခုနှစ်ဖေဖော်ဝါရီလတရက်က NLD အစိုးရက2020အထွေထွေရွေးကောက်ပွဲမဲဆင်းအငင်းပွားမှုကို မဖြစ်ရှင်းမဲအစိုးရဖွဲ့စည်းရေးကျိုးပန်းတယ်လို့ဆိုကမြန်မာတပ်မတော်ကဖြုတ်ချပြီးအရေးပေါ်အခြေအနေကြီးညာခဲ့ပါတယ်။အဲဒီနောက်အာဆီယံကမြန်မာအရေးမှာဝင်ရောက်ကင်တွေလာပြီးဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်နဲ့မြန်မာတပ်မတော်ခေါင်းဆောင်တွေကိုအာဆီယံအစည်းအဝေးတွေကနေဖယ်ထုတ်ထားပါတယ်။